ချန်ပီယံရဲ့တောင်ပိုင်းကစီဆိုင်မြို့နယ်နောင်ကျောကြည်ရွာအုပ်စုနဲ့တောင်ရှိကြည်ရွာအုပ်စုတွေကလူဦးရေ6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံပအိုပြည်သူစစ် PNO PNA တပ်ဖွဲ့ကဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့နေရက်ကနေရွှေပြောင်းခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ် ဟိုဘုံစီဆိုင်လွိုက်ကောကားလန်တလျှောက်မှာစစ်ရေးလှူရှားတဲ့ PNO PNA အထူးဒေသ6ဒုရိယခန်စစ်တိုင်းဌာနကပေးပို့တဲ့စာမှာတောင်ကျောကြီးရွာအုပ်စုကရွာ9ရွာတောင်ရှိကြီးရွာအုပ်စုကရွာနေရကဒေသခံတွေရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒီဒေသခံတွေဟာတခြားနေရာကိုပြောင်းရွှေ့ခွင့်မရှိဘဲပအိုးပြည်သူစစ် PNO PNA ကတတ်မှတ်တဲ့စီဆိုင်မြို့နယ်ဖျားပြူကြီးရွာမွေတော်ဖျားဝင်းအတွင်းကိုရွှေ့ပြောင်းရမယ်လို့ PNO PNA ကပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။ ။မရွှေပြောင်းမှုဆိုရင်တော့လုံခြုံရေးတာဝန်မယူဘူးလို့ PNU PNA ကပြောဆိုထားကြောင်းဒေတာရင်းစစ်ဆောင်ရေးကူညီပေးနေတဲ့ပအိုးလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတို့ကပြောပါဗျာ။မရှိဘူးအနည်းတဆောင်တစ်ခုဖြစ်လာရေး solution တော့တို့တော့မယူဆိုရအကြောင်းကြီးထားတာပေါ့ဒီပြီးတော့မှ15ရက်နေ့နောက်ဆုံးထားပြီးတော့မှအကုန်လုံးထွက်ပြီးဖို့ပြောထားတာပေါ့ဒီဒီ theme မှာတော့ထွက်ခိုင်းတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှရည်ထားတာတော့ရှိအဓိကတော့အကြောင်းရင်းမပါဘူး ရွှေပြောင်းခိုင်းတဲ့ရွာတွေမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ပုံအမျိုးသားလူမျိုးရေးတပ်မတော် PNL တပ်ဖွဲ့ဝင်တွေနဲ့တခြားတော်လှန်ရေးအင်အားစုတွေလည်းလှုပ်ရှားမှုရှိနေတာပါ။အဲ့ဒီဒေသဟာစီဆိုင်မြို့နယ်ဆယ်မိုင်ကျော်ကွာဝေးပြီးတော့ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ခံထားရတယ်လို့စီဆိုင်မြို့ခံတွေစီကနေသိရပါဗျ။စိုက်ပျိုးရသည်မှာအခုလိုရွှေပြောင်းခိုင်းတာကြောင့်တနစ်စာစားဝတ်နေရေးအတွက်အခက်တွေ့နေရတယ်လို့လည်းဒေသခံတွေကိုဆက်သွယ်မေးမြန်းမှုရသိရပါဗျ။ လက်ရှိမှာတော့စစ်ကောင်စီတပ်နဲ့ PNA ပူးပေါင်းအဖွဲ့ကရွှေပြောင်းခိုင်းနေကြွားရီဘက်ကိုထိုးစစ်ဆင်နိုင်ပွဲရှိနေတယ်လို့လည်းဒေသခံတွေကဆိုရပါတယ်နောက်ကြောတီကိုဒီစစ်တပ်ကပိုင်လာဘောနော်နောက်ကြောရဲ့တောင်ပကြတော့စစ်တပ်တို့ပြောင်းတဲ့တိတ်သွားမသွားရေးကြဟိုဘက်ကပိုင်နေသဘောဖြစ်သွားတာအဲဒီဟိုတလောကတိတ်မကြသေးဘူးအဲဒီနောက်ကြောရဲ့တောင်ပဲနာလို့တော်တော်လှမ်းဝေးတာဘောနော်အဲ့နာမဲ့တိုက်ပွဲတော်တော်ဖြစ်သွားတယ်အဲဒီဟိုဘက်ကိုသွားပြီးတော့တိတ်နေတော့အကုန်ဒီဘက်ကို ဖြည့်ထိုက်ပြီးတော့အဘက်ကိုလက်နဲ့ကြည့်ထူမယ်ထင်တယ်။လေရောညာဆိုလေလာတုံးတုံးနဲ့ထူတယ်အလူလာတော့ထူနေတယ်။ကိုယ်လည်းဘယ်ထူလို့ထူနေမှန်းတော့မသိဘူးနော်။ပေါ်ပြီးသူစီ PNO PNA ဘက်ကိုမြန်မာနိုင်ငံကဆက်သွယ်ခဲ့ရမှာတော့ရွှေပြောင်းခိုင်းတဲ့ကိစ္စကိုအတိအကျမသိရကြောင်းဒေသခံတွေရဲ့လုံခြုံရေးနဲ့ပညာရေးအခက်အခဲဖြစ်လို့ရွှေပြောင်းခိုင်းတာဖြစ်နိုင်ကြောင်း PNO ပါတီတာဝန်ရှိသူတို့ကတုံ့ပြန်ပါတယ်။ဖျားပြူရွာမှာတော့ရွှေပြောင်းလာသူတွေကိုလက်ခံဖို့ PNO PNL လောက်ခံအုပ်ချုပ်ရေးအဖွဲ့ကစီစဉ်နေပေမဲ့ဇွန်လ10ရက်နေ့ထီတော်ရွှေပြောင်းလာသူတွေကိုမတွေ့ရသေးဘူးလို့စီဆိုင်မြို့ခံတူကလည်းပြောပြပါဗျ။စစ်ကောင်စီနယ်ပိုးပြည်သူစစ်အဖွဲ့နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ပိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ဘက်ကတော့ဒေတာရင်းချိန်နေတဲ့ပတ်သက်ပြီးအခုလိုပြောပါဗျ။ သူတို့ဒီလိုလောက်တာကဟိုဒေါ်လာရေးနဲ့လူထုကိုအဆက်အသွယ်ပြတ်အောင်ပေါ့လေတိစမှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်ကိုကျိုးကျစီဘွားတော်နေပြည်သူလူထုကိုပြန်လည်ပြီးတော့မှမောင်းထုံနေတဲ့ဝိုက်ဖြစ်ပြီးလို့ဟိုဒီတက်ခံတွေပြောတဲ့အတိုင်းပဲပြောရမှာပဲဖြစ်ပါလေပိုးဒေတာလုံကျော်ရေးတွက်လို့ဆိုကပိုးပြည်သူစစ်တပ်ဖွဲ့ PNO PN ကစစ်ကောင်စီတက်နေပူပေါင်းပြီးတော့ရှမ်းကယားနယ်စပ်ကပင်လောင်းနယ်ဖေခုံမြို့နယ်တွေအထိထိုးစစ်အရှိန်မြင့်တင်လာပါတယ် ထို့စစ်မှာတော့ဒေတာရင်းလူသစ်စုထားတဲ့ပြည်သူစစ်တပ်ဖွဲ့တွေကိုအုံပြုထားတယ်လို့လည်းဒေတာခန်ဒီကဆိုကြပါဗျ။တိုက်ပွဲတွေကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးမှာ2025ခုနှစ်မေလအထိဒေတာခန်9000ကျော်စစ်ပေးရှောင်နေရတယ်လို့ပို့လူငယ်စီယုံထံကသိရပါဗျခင်ဗျာ။